လူတွေအားလုံးပြောဖို့ရက်ဆိုတဲ့စကားလုံးပဲလို့လား။ဒေသကြီးတို့ရေဒီနေ့ recap ပြလို့ပြီးတော့မယ့်စကားလေးကတော့လောကကြီးနဲ့အဆက်အသွယ်ဖြတ်ပြီးတော့တယောက်တည်းနေတဲ့သူတယောက်ရဲ့အကြောင်းလေးပါ။ဒီလူဟာအပေါင်းအသင်းမိတ်ဆွေတွေနဲ့စကားသမီးပြောဖို့ကိုအမြဲတမ်းငြင်းဆန်တတ်ပါလေ။ဘဝတစ်ခုလုံးမှာ no ဆိုတဲ့စကားလုံးတစ်ခုနဲ့ရှင်းသန်းနေပြီးတော့ဘဝဟာအထူးကြံစမ်းသွားရှင်းသန်းနေထိုင်နေရတာဖြစ်ပါလေ။ဒါပေမဲ့သူ့ကိုအရာတစ်ခုကဆွဲဆောင်မိပြီးတော့ရက်ဆိုတဲ့စကားလုံးကိုလက်ကင်ထားဖို့ဖြစ်လာစေပါလေ။ဘဝဟာ yes လေးတစ်လုံးနဲ့မထင်မှတ်ထားတဲ့အောင်မြင်မှုတွေရရှိသွားပြီးတော့အပေါင်းအသင်းထဲမှာလည်းအလိုအဆုံဖြစ်လာတော့ပါလေ။ ဒီတော့အညွှန်းနဲ့တိတ်မပြောခင်ခင်ဗျားတို့အတွက်ဒီဇက်ကားလေးဟာစိတ်ဓာခွန်အားနဲ့မက်ဆေ့တစ်ခုခုရစေမယ်လို့အားမခံပါလေဇလန်းလေးကိုစာကြည့်လိုက်ကြရအောင်ဇလန်းရဲ့အစမှကားဆိုတဲ့လူစီကိုဖုံးဝင်လာခဲ့ပြီးတော့တငယ်ချင်းဖြစ်သူကသူ့နဲ့အပြင်သွားဖို့ခေါ်နေတာဖြစ်ပါလေတိတ်ခွေဆိုင်ကိုရောက်နေပြီးတော့တိတ်ခွေတွေရွေးရင်းနဲ့တငယ်ချင်းဖြစ်သူကိုချိန်တဲ့နေရာမလာခြင်းလို့ဝေးဝိုင်စကားတွေပြောနေတာဖြစ်ပါလေတငယ်ချင်းဖြစ်သူကလည်းသူ့နဲ့လိုက်ခဲ့ဖို့ခေါ်နေတာဖြစ်ပြီးတော့အခုလဲဗီဒီယိုတိတ်ခွေဆိုင်မှာတန်းစီနေတာလားလို့မေးလိုက်ပါလေကားကလည်းဖုံးထဲကနေမြင်နေတာငါမဟုတ်ဘူးဘာနဲ့ရုပ်ချင်းဆင်းတဲ့သူလို့ညာလိုက်ပါလေ ဘာတစ်ခုကိုရောက်တော့ရိုနီကသူကောင်မလေးနဲ့သွားထိုင်ပြီးတော့ကားကအလန်းနဲ့စကားပြောနေပါလေရိုနီကသူကောင်မလေးနဲ့ဆေးဆက်ထားတဲ့အကြောင်းကြွားနေပြီးတော့အထီးကျန်သူကားကြီးကိုစားနောင်နေတာဖြစ်ပါလေတကောင်သားကားဟာတိုက်ဆိုင်မှုကြီးကသူ့စီမရောက်လာပါတော့လေမကြခင်ကပူပူနွေးနွေးလမ်းခွဲခဲ့တဲ့သူစနီဟောင်းတီဖနီဟာဘဲတဝေးနဲ့အငိမ့်စရာခင်းနေတာကိုတွေ့တော့ပါလေစတက်ဖနီပြောနေတာကိုတွေ့ပြီးတော့မျက်နှာလွှဲပြီးထမယ်အလုံးမှာစတက်ဖနီကမြင်သွားပြီးတော့သူကောင်လေးနဲ့မိတ်ဆက်ပေးပါလေ အဖုံနိုင်မဖိနိုင်တဲ့ဇနီးအောင်ရှိမှကိုယ့်ရကာရတွေဖြစ်ကဝိတာကိုဝင်တိုက်မိပြီးတော့ကွမ်းသွားခဲ့ပါတယ်။နာကျင်ပေမဲ့ယင်းထဲကဒဏ်ရာလောက်မနာကျင်တော့ပြန်ထပြီးတော့သူမဟုတ်တယ်လို့ထထွက်သွားပါတယ်။မနက်ခင်းမှာရုံတက်ဖို့ဖီလင်းပြင်ဆင်နေတော့အရှိတကားစီမှာကားကိုအပိုင်းချမ်းမှုမလုံးပေးနေတဲ့နအိုမျက်နှာကြိုက်တဲ့ခဲတိကရောက်နေပါတယ်။မနက်စာကျွေးဖို့ဖိတ်ခေါ်ရင်းနဲ့ငင်းဆန်ခန်းလိုက်ရပါတယ်။ကော်ဖီဝဲအပြန်ပါလေး။ပြပွဲလက်ကန်းစားဆောင်ဝေးတဲ့သူကိုထက်ငင်းလိုက်ပါတယ်။ကားဟာတွေ့သမျှမြင်သမျှစောက်တလွဲငင်းနေတက်ပြီးတော့အေးစီလေးရုံကိုရောက်သွားပါတယ်။ သူတို့ရုံးကအာမခံခွန်ဖန်ဖြစ်ပြီးတော့လုပ်ငန်းလိုင်စင်ရှိရင်ငွေချေးပေးတဲ့အလုပ်လေးလုပ်ပါလေ။ရုံးမှာနော်မန်ကသူတို့ရာလူတို့ဖို့အတွက်အလုပ်ဖို့ကြိုးစားမယ်။ရလာတဲ့အမျက်တွေအတူယူမယ်လို့ပြောနေပါလေ။ကားကလည်းနော်မန်စီဝင်လိုက်တဲ့ဖုန်းကိုသူ့အလုပ်နေရာခန့်နဲ့ကင်လိုက်လို့ပြောလိုက်ပါလေ။ကားကဒီအလုပ်ကနေယာယီရနာခံရတော့မှဖြစ်တာမို့လာသမျှအာမခံလူတွေကိုငင်းဆန်နေပါတော့လေ။ကုမ္ပဏီရှိစိတ်ပြက်လက်ပြက်ထိုင်နေတဲ့ကားကိုလူတယောက်ကတွေးသွားပြီးတော့နီကလန်ဟာကားကိုမိတ်ဆက်ပြီးတော့သူ့ဧကထက်က yes man ဟောပြောပွဲကိုလာခဲ့ဖို့မဲဆွေနေပါလေ။အမှုပတ်မဲ့စမ်းသမှုတစ်ခုကိုလှုပ်ခိုင်းပြီးတော့ကားကိုဗန်တကားကိုခဲနဲ့ပြစ်ပေါက်လိုက်ပါလေ။ လုံချုံကြီးတွေလိုက်တာခံနေရတာဖြစ်ပါတယ်။ကားဟာအိမ်နဲ့ယုံဇယ်ခန့်နေပြီးတော့လာသမျှအာမခံတွေကိုလည်းညှင်းလို့ပါတယ်။ယုံရှိမှစတက်ဖနီကိုဖုံးဆက်ပြီးတော့သူပြန်လာမယ်လို့နေထင်နေတာလားအကွက်တွေသုံးပြီးတော့တတိယကြောင်ဘာညာနဲ့ရှောက်ရွှေးပါတယ်။ဒီလာဟောင်းတို့မြည်ဒီပြန်လာရုံထုံးစံမဟုတ်တာဒီငနဲ့တိပုံမရပါဘူး။ညှင်းလိုက်တဲ့လို့ရကွာ။ဒီလိုနဲ့ရက်တပတ်တွေကိုတီဗီကိုရီနဲ့အပန်းဖြေပြီးတော့တငယ်ချင်းတွေလာခေါ်တာလည်းမလိုက်။ရိုနီတို့ရဲ့လက်ထောက်ဘွဲကိုလည်းမတက်ဘူးလို့ညှင်းဆန်နေပါတယ်။တငယ်ချင်းတွေအိမ်ထိလာခေါ်ရင်လည်းသေခြင်းအောင်ဆောင်နေပြီးတော့ ကားဟာဘဝကြီးမှောင်မိုက်၆တွင်နေပြီးတော့မြင်ရတွေ့သမျှကဘလက်ကာလာတွေကြီးပါပဲဒီလိုနဲ့အိယာထပြီးတော့ yes ဟောပြောပွဲကိုသွားဖို့အကြောင်းပြန်လာပါလေဝဲထဲမှာထင်ထားတာထက်လူတွေများနေပြီးတော့သူတငယ်ချင်းနစ်ခနဲ့လဲတွေ့ဆုံကြပါလေနှစ်ဦးသားထူထမ်းကြပြီးတော့ငါတို့ဟာဘဝထဲကလာတာဘဝကိုပြောင်းလဲခြင်းရင်အသိစိတ်အပြင်ဘက်ကနေပြီးတော့ထိန်းချုပ်နိုင်ဖို့စကလုံးတစ်လုံးပဲလိုတယ်အဲ့ဒါကတော့ yes ပဲလို့ဖန်သားပြင်ပေါ်ကနေလူတွေရောက်ရောက်လာပါလေ yes လို့လူတွေအားလုံးကဆရာထက်သာသောအော်နေပြီးတော့ tarance ကထွက်လာပြီးတော့ yes အဖွဲ့ဝင်တို့ကလူသစ်တွေရှိလာပြီးတော့ nick ဟာသူ့ပေးနာကကားလကိုညွန်ပြပြီးတော့ကားလကိုစင်ပေါ်ဖိတ်ခေါ်လိုက်ပါတယ်။ဟောပြောပွဲခေါင်းဆောင်ဟာတက်လာခဲ့ပါအနာကက် yes အမားလို့စင်ပေါ်ကိုခေါ်လိုက်ပါတယ်။ကားက no ကျေသူပါရပါတယ်လို့ပြောလိုက်ပါတယ်။လူကြီးကဘာပြောလိုက်တာလဲလို့မေးတော့ရပါတယ်လို့ပြောတာ tarance ကရပါတယ်မတိုင်ခင်ကဘာပြောတာလဲထမ်းပြီးတော့ thank you လို့ပြောပါတယ်။လူကြီးကနောင်နဲ့ဆုပ်လို့ပြောလိုက်တော့ no လို့ဖြေလိုက်တော့ပွဲတွေကလူအားလုံးက no man no man လို့ဩပြောကြပါတယ်။ ဲ့တော့ Luigi Torrance ကကားမလာရင်သူ့လာမယ်ဆိုပြီးတော့ကားရှင်မှထိုင်လိုက်ပါတယ်။ကားကိုနာမည်တွေမေးပြီးတော့မင်းကနှစ်ပေါင်းများစွာအထူးကြံဖြစ်မဲ့သူကောင်မလေးလည်းမရှိဘူး။အာလာဖြစ်ဖို့ကတော့မှမင်းမှာစိတ်ဝင်စားမဲ့သူမရှိဘူး။အပေါင်းသင်းတွေနဲ့အတူမရှိဘဲတယောက်တည်းအထူးကြံနေတဲ့ဘဝတည်သူအလင်းမရှိတဲ့ငတုံးကောင်လို့ပြောလိုက်ပါတယ်။ကားလာသူ့ရဲ့အကြောင်းကိုကုံစင်သိနေတော့အံ့ဩလေးစားသွားပြီးတော့ Torrance နဲ့ကားဂရီတစ်ခုလုံးမယ်လို့မေးလိုက်ပါတယ်။ Torrance ကကားကိုမင်းဒီကားနဲ့ထွက်သွားတာနဲ့အခွင့်အရေးကြုံလာတဲ့အခါတိုင်း yes လို့ပဲဖြေရမယ်လို့ဂရီတောင်းပြီးတော့ yes man အဖွဲ့ဝင်အဖြစ်ကားကိုဖိတ်ခေါ်လိုက်ပါတယ်။ ားလာပွဲအဖြစ်အိမ်အပြင်မှာသံတောင်းသားတယောက်ကိုကားကြုံခေါ်တင်ခဲ့ပြီးတော့သံတောင်းသားပြောသမျှဟာ yes လို့ဖြေကပါလာတဲ့ပတ်စံအကုန်လုံးကိုပြီးပြီးတော့လိုရာခီးကိုပို့ပေးခဲ့ပါတယ်သူတစ်ပါးကိုကြီးကိုရိုးအောင်ဆိုသလိုပဲကားရဲ့ကားဟာစီးပြတ်သွားပြီးတော့ဖုံးကလည်းအာကုန်သွားကကားစီကိုအခွင့်အရေးတစ်ခုကရောက်လာခဲ့ပါတယ် yes ရဲ့အကျိုးဆက်ကဒါလာလို့ညှဉ်းညွနေပြီးတော့စီစိမ်မှာစီထဲနေရင်ခလန်းလန်းကောင်မလေးရဲ့တပုံရိုက်ခြင်းကိုခံလိုက်ရပါတယ်တကောင်သားကသူ့ကိုရိုက်တာလားဘာညာပဲပေးရင်းနဲ့ကောင်မလေးနဲ့ယင်းကြီးကကားပြတဲ့နေရာထိလိုက်ဖို့ခိုင်းပါတော့တယ် ားပြတဲ့နေရာလေးရောက်ရောက်ကောင်းမလေးနဲ့ဇလန်းဆင်ပြီးတော့အနန်းနဲ့နှုတ်ဆက်ရင်ဂျင်းနမမှာပဲလို့ပြောရင်းနဲ့စကားမဆုံးငယ်အနန်းချွေခံလိုက်ရပါတယ်။မနက်လေရောက်ရောက်ဂျင်းနမှုတွေတသိန်းနဲ့ကားလာ yes ရဲ့အကျိုးဆက်ကိုတီးသွားပြီးတော့ဘလာလာ yes ပို့အကျိုးစားပါတော့လေ။ yes လို့တွေးလိုက်တာနဲ့ကောင်းတာတွေဖြစ်လာပြီးတော့ရဆိုင်ထားတဲ့အလုပ်ကလည်းကားကိုပြန်ခေါ်ကဝန်ထမ်းတွေလိုလိုပြန်ခေါ်ပါတယ်။ကားဟာအရင်ငင်းခဲ့သမျှ yes လောက်ကပါရှန်မိမရှာဖွေရေးအသင်းလဲဝင်ခဲ့ပါတယ်။အရင်ကငင်းခဲ့တဲ့အသေးစားချင်းဝင်လုပ်ငန်းတွေကိုလည်းလက်ခံခဲ့ပြီးတော့အလုပ်ကမန်နေဂျာကိုလည်းနုံလို့ပြောင်းခေါ်ပြီးတော့ မချုံနစ်တယောက်အလုံးကျိုးစားဖို့နဲ့ယာရုတို့ကိုကြံစီပါတော့တယ်။ညပလဲရောက်တော့အရင်ကသူ့ရဲ့စိတ်ပြက်စရာကိုပြောင်းလဲပြီးတော့အရာအလုံး yes နဲ့စတင်မယ်လို့ပြောကတငယ်တွင်းရဲ့ဝိုင်းကိုလည်းရှင်းပေးခဲ့ပါတယ်။ဘာမှစိတ်လွတ်ကောလို့ပြောနေပြီးတော့မိမလာလေးတယောက်ကိုလည်းအာဘွားပေးလိုက်လို့ကောင်မလေးရဲ့ဘဲနဲ့ quaint တက်ကနောင်ချိန်ပလိကြပါတယ်။သူကြီးခံနေရပြီးတော့တငယ်ချင်းတွေဝင်ဆဲပြီးနောက်ဆုံးမှမနက်အင်းသားထဲမှာနှုတ်ထလာခဲ့ပါတယ်။ဂျေနာပီတီဖြစ်နေပြီးတော့အရင်လိုပဲအိမ်တကားမှာတက်တီကသူကြီးတစ်ချောင်းကိုကင်ပြီးတော့ရောက်လာပါတယ်။သူရဲ့အိမ်ထဲကစင်ကိုပြင်ခိုင်းပြီးတော့ပတ်စံမရှိဘူးအထာနဲ့ဘွားတော်ကနွားအိုမျက်နှာခူးဆဖို့လုပ်ပါတယ်။ ဒီတစ်ခါမထဲမှာဖက်ငင်းလိုက်ပြီးတော့လှေကားပေါ်ကပြုတ်ကြကာခွေးလာမိတော့မလို့တိတိလေးပဲလိုပါတော့တယ်။ဒါကိုကန်ဆိုးတဲ့ထင်းနဲ့ဘွားတော်စီပြန်သွားပြီးတော့တူထူခိုင်းလိုက်ပါတယ်။အဲဒီချိန်ကလေးကစိတ်တင်ရရရှောက်ပြီးတော့ yes လုံနေခဲ့ပြီးအလူကန်တွေလာလေးပတ်စံတဲ့ဂဒင်းအစ်တွေဝဲဂီတာတင်တဲ့လေမောင်းတင်တဲ့ကိုရီးယားစာတင်တဲ့အေဂျီယာမဲတွေကိုပါအလူလုတဲ့အထက်ပါဝင်ခဲ့ပါတယ်။သူအမြဲငင်းနေတဲ့ပြပွဲလက်မှတ်လေးယူခဲ့ပြီးတော့ညာဘက်ပြပွဲရှိတဲ့ဘားကိုတော့ကဆိုက်ဆိုင်မြဲမြဲသူ့ကို kiss ပေးခဲ့တဲ့ကော်မလေးကိုတွေ့သွားပြီးတော့အပြောကြီးပြောနေပါတယ်။ကော်မလေးကဘာမှသချင်းဆိုတဲ့ပြဆက်အဖွဲကဖြစ်ပြီးတော့ သူနဲ့စကားပြောချင်ရင်ဒီညမအားရောင်းပြောပြီးတော့သူဆိုင်ကအနားကိုလိုက်ဖို့ခိုင်းကမနက်6နာရီသူမဇင်းနန်းကိုအရောက်လာဖို့သူမချိန်တဲ့နေရာကိုခေါ်လိုက်ပါတယ်။အချင်းချင်းလေးမိတ်ဆက်ပြီးတော့ကော်မလီရဲ့နာမည်ကအဲလီဆန်ဆိုတာကိုတီးသွားပြီးတော့မနက်သွားဖို့အလန်ဘေးကအိတ်ဖို့ကြံပါတယ်။ဒါပေမဲ့လည်းနေရာတစ်ကရက်စလုံးနေတဲ့ကားဟာတငယ်ချင်းတွေကလက်ခေါ်တာကိုညာကြည့်သွားရပြန်ပါတယ်။မနက်ရောက်တော့မမူယူနဲ့အချင်းမူတူကိုဒဗလဲမူးနေပြီးတော့အဲလီဆန်စီရောက်လာပါတယ်။ကော်မလီရှိမှငါဟဲ့ရောက်ကြဆိုပြီးတော့အရှိဆုံးကပြေးပြကား ရာသွေးမှာစံတင်လောက်မဲ့လူထုလူစားစုမှောက်လေကြာသွားကအလှပါဆုံးပုံတွေကိုဝိုင်းရိုက်တာခံလိုက်ရပါတယ်အဲလီဆန်ရဲ့ယောက်ျားတို့ဘာသာပေးတာအတိုင်းရင်းနှီးသွားခဲ့ပြီးတော့နောက်တည့်ရက်မှာတငယ်ချင်းရိုးနီရဲ့မင်္ဂလာဆောင်ခိစ္စကိုပြောနေပြီးတော့သူ့အဖွဲ့ဝင်ထားတဲ့ပါရှန်ဒေတင်ကပါရှန်တငယ်ချင်းမလေးနဲ့မိတ်ဆက်ပေးပါတယ်ရိုးနီရဲ့ကောင်မလေးရောက်လာပြီးတော့သူမရဲ့နောက်ဆုံးအပြုပါတီဘွဲကိုကျင်းပဖို့ကားကိုဦးစီးခိုင်းလိုက်ပါတယ်မင်္ဂလာဝတ်ဆုံးကိုသူပဲဦးစီးပေးမယ်လို့ပြောပြီးတော့ညဘက်ဟယ်ရီပေါ်တာအပြုမိတ်ဆက်ပွဲကိုလည်းတက်ရောက်ကြပါတယ် အားလုံးက Harry Potter ကားတွေကလည်းဝယ်ဆောင်နေတဲ့အပြည့်တက်ခဲ့ကြတာဖြစ်ပါတယ်။ Alison နဲ့သူကလည်းပွဲပြံမှာသချင်းဆိုယုံနဲ့ခိုးဝင်ပြီးတော့နှစ်ယောက်သားချစ်သူတွေဖြစ်သွားကြပါတယ်။မနက်ရုံးရောက်တော့အားလုံးနဲ့တွေ့ရှိသွားနှုတ်ဆက်ပြီးတော့ကုမ္ပဏီဂျာကြီးဟာကားလုံးကိုခေါ်ပြီးတော့အမခန့်တွေအရန်များပြီးပြန်ရငွေတွေကလည်းများလာကြောင်းပြောကအလိုရာတို့ပြေးလိုက်ပါတယ်။ဒီနေ့မှ Ronnie ကောင်မလေးကိုအဝေးစားရွေးပေးရင်အစီအကောင်မတည့်တဲ့ကိုရီးယားအယောင်သမားနဲ့ကိုရီးယားလူတွေပြောပြီးတော့အဆင်ပြေနေချိန်မှာလူတစ်ယောက်ကတိုက်ပွဲကခုံချဖို့အလုံးမှာဂီတာတီးသချင်းဆိုပြပြီးတော့ကူညီခဲ့ရပါသေးတယ်။တစ်ဖက်မှာယထာဘူတာကိုပြေးလာပြီးတော့သူစနီးဟောင်းနဲ့တွေ့ကား ဖော်ယူတဲ့ဆက်ဆံရေးနဲ့နှုတ်ဆက်ခဲ့ပါတယ်။ပြီးတော့ကောင်မလေးအဲလစ်ဆန်နဲ့လင်ကွန်းကိုခရီးဆက်ပြီးတော့ရှောက်လေခဲ့ကြပါတယ်။ကောင်မလေးကကားကိုချစ်တယ်။ကားနဲ့အတူနေကြမယ်လို့ပြောတော့ကားကစဉ်းစားပြီးဖြေမယ်အလို့မှာတူဝေနေတယ်လို့အထင်လွဲပြီးတော့အိမ်ပြန်လာခဲ့ကြပါတယ်။လေစိမ့်မှာသကောင်သားကားကိုအကြံဖက်အဖွဲစည်းနဲ့သက်ဆိုင်နေတဲ့ဆိုပြီးတော့ဖမ်းဆီးခံရပါတယ်။သူရဲ့ yes အရှုပ်တော်ဘဝသူ့ကိုဒုက္ခရောက်ထုံမလို့ပါ။ပါရှန်မိတ်ဆက်ရေးကိုရီးယားစာတင်ပြီးတော့မြောက်ကိုရီးယားနဲ့ဆက်ဆက်နေတာလားပါညာနဲ့ဖမ်းထားပါတယ်။ အငယ်ချင်းရုံးနေရောက်လာပြီးတော့ကိုညီပြီးမှအဆင်ပြေသွားပါတယ်။ဒါပေမဲ့အဲလီဆန်နဲ့တော့အထင်လွဲခဲ့ကြပြီးတော့ကောမလီကအဆက်အသွယ်မလုပ်ဘဲငုံငိုင်းနေပါတော့တယ်။ဒါပေမဲ့သူတငယ်ချင်းရုံးနေရဲ့ပါတီပွဲမှာတော့အဖွဲ့ဝင်တွေအားလုံးနဲ့မိတ်ဆက်ပေးခဲ့ပါသေးတယ်။ကန်ဆူမသွားရမိုးလိုက်လို့ရွာဆိုသလိုပဲသူ့ရဲ့ဇနီးဟောင်းကတွဲနေတဲ့ကောင်လေးနဲ့ပြတ်သွားလို့ကားကိုခေါ်ပြီးတော့သူနဲ့အတူနေပါလို့ပြောလိုက်ပါတယ်။ဒီတစ်ခါအချင်းစစ်နဲ့တွေ့တဲ့ကားဟာဇနီးဟောင်းရဲ့ကမ်းလှမ်းချက်ကိုညင်ခဲ့ပါတယ်။နောက်ဆုံးမနေ့တိုင်းတော့လောက်အောင်ကန်ဆူနေတော့ထားရန့်အဖိုးကြီးနဲ့တွေ့ပြီးတော့ကားပေါ်တက်မေးရကားချင်းတိုက်ခိုင်းရပြီးတော့စေယုံရောက်သွားပါတယ်။ ပြန်လို့လာတော့ဓာရဆာရဲဆိုတဲ့စကားကိုနေရာတကသုံးဖို့ပြောတာမဟုတ်ပဲစဉ်းစားဆင်ခြင်ပြီးတော့အကောင်းဘက်ကပါညင်းဖို့လို့မင်းကတေချာအသုံးမချတယ်လို့ဆိုပြီးတော့ပြောပြလိုက်ပါတယ်အဲဒီမှာအဲလီဆန်စီစိုင်းကကြီးစီးသွားပြီးတော့ကိုယ့်ရဲ့ကာယနဲ့မင်းနဲ့အတူနေခြင်းကြောင့်မခွဲခြင်းကြောင့်ပြောပြီးတော့နှစ်ယောက်သားအနမ်းတွေဖလှယ်လိုက်ပါတော့လေသူတို့ရဲ့ yes အသင်းရဲ့အဝေးစားရပုံကိုလှူဒန်းပြီးတော့ဓာရဆရောက်လာချိန်မှာတော့အားလုံးကဝေးပလာနဲ့ဟာသားတွေကိုဖြစ်နေကြတာဖြစ်ပါတယ်ဒီစကားပါတော့အရိကကိုယ့်ရဲ့ကောင်းခြင်းဆိုခြင်းဟာစိတ်ကပဲဖြစ်တာမို့အရာအားလုံးအေးချမ်းစွာအကောင်းမြင်စေလေးထားဖို့အရေးကြီးပါတယ် ျေးဇူးအားပေးသူများအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ။